မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါရစေ sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပလောင်လက်နက်ကင်တမုံ TNL ရဲ့အပြစ်ခတ်ရဲစဲရေးစာချုပ်ချုပ်ဆိုလိုက်တဲ့နေ့ တလားပြည့်နေလည်းဖြစ်ပါတယ်။ပလောင်လန်းတက္ကသိုလ် DNL ကဒီတက်တုံညာ2ခွန်စစ်စင်ရဒုတိယပိုင်းအတွင်မိုးကုံမြို့ကိုတိမ်မဲ့ခဲ့တာဖြစ်ပါတယ်။မိုးမြို့ကို2024ခုနှစ်ဇွန်လ25ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့2024ခုနှစ်ဇူလိုင်လ24ရက်နေ့ကထိချုပ်ခဲ့တာဖြစ်ပါတယ်။မိုးကုံကျပ်ပြင်းမှာရှိတဲ့ဒီနေမြေကတရင်တပ်ဖွဲ့တွေသာမကမိုးကုံဘူဟာကိုပါတိုက်ခိုက်တိမ်မဲ့ခဲ့ပါတယ်။မိုးကုတ်ကိုပလောင်လက်နက်ကန်တဲ့ပုံ DNL ကဥဆောင်ပြီးတော့မန္တလေး PDF မိုးကုတ်ဗျူဟာနဲ့ NUD လက်အောက်ခံ PDF အဖွဲ့ပေါင်းအများပြားနဲ့ဝိုင်းဝန်းတိုက်ခတ်ခဲ့ကြတာဖြစ်ပါတယ်။ မိုးကုတ်မြို့ကို2024ခုနှစ်ဇူလိုင်လ24ရက်နေ့ကပလောင်အကျန်းဖက်သမားတွေဝင်ရောက်ချိန်မှာတော့မိုးကုတ်မြို့ထဲမှာရှိနေတဲ့အကျန်းဖက်အားပေးတွေကလက်ပြကန်းနေနဲ့ကျူဆူခဲ့ကြတယ်။ဥတီပေါ်မောင်းနေနဲ့ကျူဆူခဲ့ကြပါတယ်။ဒါပေမဲ့အခုဒီတနည်းကျော်နေပါကြာမြင့်သွားတဲ့ချိန်ရက်ပေါင်း460ကျော်အတွင်းမှာတော့ပလောင်လက်နက်ကိုင်သဘောင် DNL နဲ့ NGP ပြည်ပြည်အုပ်စုတွေရဲ့အုံချခံ PDF တွေအားလုံးမိုးကုတ်မြို့ကနေဆွန့်ခွာသွားရပြီဖြစ်ပါတယ်။ တကယ်တော့တမလို့စစ်ကြောင်းတွေကပြီးခဲ့တဲ့ရက်အနေငယ်ကလေးကမုကုတ်မျိုးတွေကိုအင်အားအဖွဲ့အနေငယ်နဲ့ပြန်လည်ဝင်ရောက်နေကြတာတွေရှိပါတယ်။တချို့သောလုံခြုံရေးကိစ္စတွေကိုဆောင်ရွက်နေကြတာတွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့နိုဝင်ဘာ29ရက်နေ့မှာတော့မုကုတ်မျိုးတွေကိုတမလို့ကဒီတိုင်းရင်တပ်ဖွဲ့တွေရင်းနှန်းတွေနဲ့အတူနိုင်ငံတော်အလံကိုထောင်ပြီးတော့နိုင်ငံတော်အလံကိုလွှင့်ထုတ်ပြီးတော့မုကုတ်မျိုးကိုပြန်လည်ဝင်ရောက်လာကြတာပဲဖြစ်ပါတယ်။

မျိုးကိုဒီတနက်တစ်ချက်ဖောက်စီရမလို့ပဲနေတမရော့ကပြန်နိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီလာရှိုးမျိုးလိုပါပဲ။လာရှိုးမျိုးဆိုတာကလည်းဒီတရုတ်နိုင်ငံနဲ့ဂျာဝင်ဆေးဆက်ပေးမှုတွေတမရော့ရဲ့တစ်ဖက်ကနိုင်ငံရေး free air တွေ soft power half power ကိုဒီ balance ညီကစားပြီးတော့မျှခြေညီကစားပြီးတော့အရှိမျောတဲ့စစ်ဌာနချုပ်တရှိခဲ့တဲ့လာရှိုးကိုလည်းပြန်နေသိမ့်မနိုင်ခဲ့ပါတယ်။အဲဒါကြောင့်ဒီ NL မှာစေကြီးအရာကိုနိုင်ငံရေးအရာကို free air တွေအများပြားရှိခဲ့ပါတယ်။ ။ဘာကြောင့်လဲဆိုရင်ဒီပလောင်လက်နက်ကင်သဘောင် DNL ၄စီပူဆောင်မှုဖော်ဆောင်နေတဲ့တသုညာနှစ်ခွန်စစ်စင်ကြီးတနှစ်ကျော်ကာလအတွင်းနောင်ချိုကိုလက်လွတ်ခဲ့ရတဲ့တီဘောနဲ့ကြောင်မဲကိုလည်းလက်လွတ်ခဲ့ရပြီဖြစ်တဲ့ဒီအတွက်ပလောင်လက်နက်ကင်သဘောင် DNL ကိုရင်သူတို့ရဲ့အခြေအနေတွေကိုကောင်းကောင်းနားလည်လာကြပြီဖြစ်ပြီးတော့နောင်ချိုကိုသိမ်းပိုက်လိုက်တဲ့အချိန်မှာပဲတမရော့စစ်ကြောင်းတွေကတပြိုင်နက်တည်းဆိုသလိုမိုးကုတ်ကိုလည်းခြေတက်တိုက်ခိုက်နေတာဖြစ်ပါတယ်။နောင်ချိုကိုတစ်ဖက်ကတမရော့ကပြန်လဲထိန်းချုပ်ပြီးတော့အုပ်ချုပ်ရေးရန်နေရတဲ့လုံခြုံရေးကိစ္စတွေကိုဆောင်ရွက်နေတဲ့အချိန်မှာပဲနေတဲ့စကားက7နှစ်ရဲ့လက်အောက်ခံတရင်တပ်ဖွဲ့တွေက မိုးကုတ်နောင်ချိုလမ်းမိုးကုတ်ပြင်းလွင်လမ်းပိုင်းမှာရှိနေတဲ့အကျန်းဖက်သမားတွေကိုတောက်လျှောက်ဆိုလိုနေ့စဉ်ရက်ဆက်တိုက်ခိုက်မှုတွေပြုလုပ်ပြီးရတနာသိန်းကြီးကျိုးဝိုင်းတက်တော်ထီနေမရှင်လေးဆောင်ရွက်ခဲ့ပါတယ်။ရတနာသိန်းကြီးကျိုးဝိုင်းတက်တော်ကိုနေမရှင်လေးဆောင်ရွက်ပြီးတဲ့နောက်မိုးကုတ်ကိုချီတက်နေတဲ့တပ်မတော်စစ်ကြောင်းကြီးတွေကပျောက်ချင်းမလားပျောက်သွားပြီးတော့အကျန်းဖက်သမားတွေမထင်မှတ်ထားတဲ့နေရာကနေတိုးစစ်စံတိုက်ခိုက်ဖို့ကိုတိတ်တဆိတ်နဲ့ချီတက်နေကြတာကိုလည်းမြင်တွေ့ရပါတယ်။ဒီလိုအချိန်မှာပဲပလောင်လက်နက်ကန်သဘောင် DNA လေးကဒီဇက်တိုက်ဆိုသလိုပဲကြောင်မင်းနဲ့တီဘောကိုလက်လွတ်ခဲ့ရတယ်။ တောင်မင်းနဲ့ဒီဘောကိုရရှိပြီးတဲ့နောက်တက်မလော့စစ်ကြောင်းတွေအတွက်နိုင်ငံတော်နဲ့တက်မလော့အတွက်ပြစ်မှတ်ဖြစ်လာတာကတော့မိုးကုတ်မျိုးပဲဖြစ်ပါတယ်။ဒီအတွက်ပလောင်လက်နက်ကိုင်သဘောင် DNL မှာစစ်ရေးအရာလည်း PR တွေဖြစ်လာတယ်။နိုင်ငံရေးအရာပြန်ကြည့်မယ်ဆိုရင်လည်းပလောင်လက်နက်ကိုင်သဘောင် DNL ကပလောင်နိုင်ငံတော်တို့တော်မယ်ဆိုတဲ့စစ်ကူးရင်မှုတွေနဲ့မိုးကုတ်မိုးမိတ်အပါအဝင်ဒီမန္တလေးတိုင်းထဲမှာရှိနေတဲ့စင်ကူးမတရားဘက်တွေတီကိုဝင်ရောက်ပြီးတော့ဆွတ်ဖက်တာတွေစစ်ရေးဥဆောင်မှုတွေပြုလုပ်တာတွေနောက်ကွယ်ကထောက်ပံ့မှုတွေအများပြပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့တနှစ်ကျော်နေပါကာလအတွင်းရက်ပေါင်း463ရက်ကြာမြင့်တဲ့နေ့မှာတော့အမျိုးကုမင်းဆွေးနွေးဝဲကားအနေနဲ့တဆင့်တက်မလို့နဲ့အပြစ်ခတ်ရက်စဲကြီးကိုစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာ29ရက်နေ့ကတော့ရက်ပေါင်း464ရက်မြောက်ဖြစ်ပါတယ်။464ရက်မြောက်နေ့မှာပဲတက်မလို့ကမိုးကုတ်မျိုးကိုပြန်လည်ဝင်ရောက်လာပြီးဖြစ်ပြီးတော့မိုးကုတ်မျိုးကိုလာရောက်ပူပေါင်းတိုက်ခိုက်မယ်ဆိုပြီးတော့ဒေါ်လာ1000အလှူခံထားတဲ့အဖွဲ့တွေကလည်းဒါတွေကိုခွဲယူသွားကြပြီးမိုးကုတ်မျိုးကိုစုပေါင်းကာကွယ်မယ်ဆိုတဲ့မျှော်လင့်ချက်တွေမိုးကုတ်မျိုးကိုစုပေါင်းကာကွယ်မယ်ဆိုပြီးတော့ယုံနှန်းစကားတွေနဲ့အလှူငွေထည့်ခဲ့ကြတဲ့သူတွေအားလုံးက ော့သူတို့ရဲ့လှူခါတဲ့သူတို့ရဲ့အကြံဖက်ထောက်ဖို့လုပ်ထားတဲ့ငွေကြေးတွေအလုံးကတော့ပလုံသွားပြီဖြစ်ပါတယ်။ရေစုံကုန်းတဝက်လို့တောင်ဆိုလို့မရတော့ဖြစ်ပါတယ်။အကြံဖက်သမားတွေကိုရောက်သွားတဲ့ထောက်ဖို့ငွေတွေအလှငွေတွေအလုံးကဘယ်တော့မှပြန်မထွက်တဲ့နေရာတွေဖြစ်ပါတယ်။ရောက်ပြီးသွားရင်ဘယ်တော့မှပြန်မရပါဘူး။ Sprint Development Ban လို့ပဲနှွေဦးဘန်လို့အမိခံထားတဲ့ NGPB အုပ်စုတွေထိန်းချုပ်ထားတဲ့ဘန်လို့ပါပဲ။တောင်ကင်းနေဝဲတယ်၊ရှယ်ယာတွေဝဲတယ်ဒီကရတဲ့အခွန်ခရတွေနဲ့နောက်ထပ်ဒီတုံကင်းတွေလဲပြီးတော့ Bitcoin တွေတခြားသောဒီ exchange တွေနဲ့ပတ်စံတွေအများကြီးရမယ်လို့မျှော်လင့်နေကြပေမဲ့ ခုချိန်ထိ NUGB ပြည်အုပ်စုလက်ထဲကိုရောက်သွားရင်ဘယ်တော့မှပြန်မထွက်တော့တဲ့အခြေအနေကိုမြင်တွေ့လာရပါတယ်။အစိုးရဆိုလိုရင်းကိုပြန်ဆွဲရရင်တော့ဒီမိုးကုတ်ကိုစုပေါင်းကာကွယ်တိုက်ခိုက်မယ်ဆိုပြီးတော့ campaign ကြီးခေါ်ခဲ့တယ်။အကြမ်းဖက်ထောက်ပို့တွေအားလုံးကဒီအခြေအနေကိုပြပြီးတော့မြောက်ပြဆန်တောင်းခဲ့ကြတယ်။မြောက်လုံးလုံးဖြစ်သွားတဲ့ဒီလက်နက်ကန် PDF အဖွဲ့တွေအားလုံးကိုပလောင်လက်နက်ကန်တပုံ DNA တွေကမိုးကုတ်မြို့အစွန်အဖျားကနေမောင်းထုတ်ခဲ့တယ်လို့မိုးမင်းမြို့ရဲ့အစွန်အဖျားကနေလည်းမောင်းထုတ်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ဒီမိုးကုတ်မျိုးနဲ့ပတ်ဝန်းကျင်မိုးမိတ်မျိုးနဲ့ပတ်ဝန်းကျင်မှာ NUG ပြည်ပအုပ်စုတွေအပါအဝင်သို့သူရဆိုဦးဆောင်တဲ့မန္တလေး PDF မိုးကုတ်မှာရှိနေတဲ့မိုးကုတ်ပြူဟာကအဖွဲ့တွေအားလုံးမိုးကုတ်မျိုးရဲ့အပြားနာတော့ခြေချဝင်မရတော့ဖြစ်ပါတယ်မိုးကုတ်မျိုးကိုပြန်လည်လွှဲပြောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သို့သူရဆိုအပါအဝင် NUG ပြည်ပအုပ်စုတွေအားလုံးကနှုတ်ဆက်နေကြပါတယ်ဘာကြောင့်လဲဆိုရင်တော့ဒီနောက်ကွယ်မှာရှိတဲ့အကျိုးစီးပွားတွေမိုးကုတ်ကိုပြန်လည်လွှဲပြောင်းမယ်ဆိုတဲ့အပြစ်ခတ်ရဲ့စည်ရေးစာချုပ်ချုပ်ဆိုလိုက်တဲ့အောက်တိုဘာ29ရက်နေ့ကနေစပြီးတော့ဒီနေ့နိုဝင်ဘာ29ရက်နေ့အထိ ။တလနီဘာကာလာအတွင်းတာဖုံးကျော်ဇော်ဝေဆိုးနဲ့စိုးသူရာဇော်ရဲ့သုံးပွင့်ဆိုင်နောက်ွဲကအရှုပ်ထုတ်ကြီးကလည်းမကြခင်မြင်တွေ့လာရပွဲရှိပါတယ်။ဒါပေမဲ့မိုးကုတ်ကိုအသေးခံတိုက်ခဲ့ကြတဲ့အကြမ်းဖက်တော်များတွေမိုးကုတ်ကိုမျောလင်းချက်ကြီးစွာနဲ့တိုက်ခိုက်ပေးခဲ့ပြီးအသေးဘဝကိုရောက်သွားခဲ့ကြတဲ့သူတွေအားလုံးကတော့အခုချိန်မှာအယိုးဆွေးပြီးတော့မြို့သားဘဝသာရောက်ရှိသွားကြတယ်။မိုးကုတ်မြို့ကိုစီမံအုပ်ချုပ်ခွင့်မိုးကုတ်မြို့ကိုဆက်လက်ထိန်းချုပ်ခွင့်နဲ့မိုးကုတ်မြို့မှာတသက်လုံးခြေချခွင့်ရမယ်ဆိုတဲ့မျောလင်းချက်တွေကအလကားဖြစ်သွားပါတယ်။ တကယ်ကိုတရားဖို့သုံးဖို့ကြပြာလောက်တော့တန်ဖိုးမရှိဘဲနဲ့အသက်တွေအလကားဖြစ်အသေးခံခဲ့ကြပါမယ်။မနေ့ကနိုဝင်ဘာ28ရက်နေ့ည7:00နာရီမတိုင်ခင်မိုးကုတ်နယ်မိုးမိတ်မြို့ရဲကနေပြည်ပြည်ပြည်အုပ်စုအကြမ်းဖက်အဖွဲ့အာလုံးထွက်ခွာဖို့ဆိုပြီးတော့ပလောင်လက်နက်ကင်တဘွန် DNL ကတတိပေးလိုက်ပါတယ် ဲ့ဒီအတွက်မိုးကုတ်မျိုးကနေရောမိုးမိတ်မျိုးကနေရော NUG ပြည်ပအုပ်စုတွေမန္တလေး PDF အပါအဝင်မိုးကုတ်ပြူဟာစင်ကူပါခဖမရိယာပါခဖတပိတ်ချင်းပါခဖအပါအဝင်အကြံပသမားတွေအားလုံးကအလံပြူလေးတွေထောင်ပြီးတော့မိုးကုတ်မျိုးကနေတိတ်တဆိတ်နဲ့မျက်နာငယ်စွာနဲ့ပဲခွေမောင်းတလို့မောင်းခံရပြီးတဲ့နောက်ဆုတ်ခွာလိုက်ရပြီဖြစ်ပါတယ်အဲ့လိုဆုတ်ခွာပြီးတဲ့နောက်မှာပဲဒီနေ့နိုဝင်ဘာ29ရက်နေ့မှာတမရစစ်ကြောင်းတွေအားလုံးကယဉ်ကျေးယဉ်ငယ်ယဉ်ရန်နေရာတွေအများပြားနဲ့နိုင်ငံတော်အလံလွှင့်ထုတ်ပြီးတော့ပြန်လည်ဝင်ရောက်လာကြတာဖြစ်ပါတယ် ဒီနေရာမှာအကြံဖက်သမားတွေကတော့သူတို့အချက်ပြေအနေနဲ့ဒီနိုင်ငံရေးအခြေအနေပါတဲ့မြန်မာနိုင်ငံမှာရှိနေတဲ့သူတွေမြန်မာနိုင်ငံပြင်ပမှာသွားရောက်အလုပ်လုပ်ကြင်ကြတဲ့နိုင်ငံရေးအခြေအနေပါသူတွေကိုတော့သတင်းမှားတွေဖြန့်ဝေပြီးတော့တရုတ်နိုင်ငံရဲ့ဖိအားတွေကြောင့်မိုးကုတ်မြို့ကိုပြန်လဲလက်လွတ်ရတဲ့အောင်ပုံဖော်ရေးသားနေကြတဲ့ဖြစ်ပေမဲ့တကယ်တမ်းမိုးကုတ်မြို့ကိုလက်မလွတ်ရင်ဘဝပြတ်မှာကပလောင်လက်နက်ကြိုက်တဲ့ပုံ DNL ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ပါတယ်ဒါတို့လေကုမင်းမှာတွေ့ဆုံတဲ့ကိုကြည်မြောက်ဆွေနေပွဲအတွက်အပြစ်ခတ်ရက်စဲရေးစာချုပ်ချုပ်ဆိုပေးရစီဆိုပြီးတော့တွေ့ဆုံပွဲကိုဥဆောင်ခဲ့တဲ့မိုင်းကျောက်ကြားကိုတိုင်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။မိုင်းကျော်ကြားဆိုတာက1992ခုနှစ် PSL နဲ့ PSL အဖွဲ့အစည်းအပြစ်ခတ်ရစဲရပြုတ်လွတ်လိုက်တဲ့အချိန်ကကြင်ရလက်နက်ကင်တပုံ KNU ထင်းချုပ်ထားတဲ့ Manipulo Data ကိုတွားရောက်ပြီးတော့လက်နက်ကင်လမ်းစဉ်လိုက်ခဲ့တဲ့ PSL ကိုစတင်ဖွဲ့စည်းခဲ့တဲ့9ယောက်ထဲက တယောက်ဖြစ်ပါတယ်။မိုင်းကျုပ်ကြားကနှစ်ချို့ပလောင်အချမ်းဖက်လက်နက်ကင်ကြီးဖြစ်ပါတယ်။1990နှစ်ကလေးကနှစ်ပေါင်းများစွာကရင်ပြည်နယ်မှာနေပလောင်မှာဝင်ရောက်နေထိုင်ပြီးတော့ TNL ကိုမွေးတောပေးခဲ့တယ်။ TNL ကိုလက်နက်တပ်ဆင်ပေးခဲ့တဲ့နောက်အခုလိုမျိုးမိုးကုတ်မိုးမိတ်မျိုးတွေကိုတိုက်ခိုက်ခဲ့ပေမဲ့တမ်မော်ရဲ့ထိုးစစ်ဆင်မှုတွေအောက်မှာမိုင်းကျုပ်ကြားကိုတိုင်အပြစ်ခတ်ရစဲရေးမှာစာချုပ်ချုပ်ဆိုပေးရစီဆိုပြီးတော့မျက်နာငယ်စွာနဲ့ခါရတောင်းဆိုခဲ့ရတာပါ။ ဘယ်တရုတ်နိုင်ငံရဲ့ဖီအားမှလည်းမပါသလိုတရုတ်နိုင်ငံကအပြစ်ခတ်ရစရေးစာချုပ်မချုပ်ရင်မိုးကုတ်မိုးမေ့ပါဝင်နမ်ဆန်နမ်ဒူအလုံးကိုပြာချပြီးပြစ်ခတ်ပါမယ်ဆိုတဲ့သတိပေးချက်တောင်မရှိခဲ့ပါဘူး။ဒါဆိုရင်ဘာကြောင့်ပါလဲ။ရှင်းပါလား။ န်ဘောင် TNLA အနေနဲ့တပ်မတော်ထိုးစစ်ကိုပြန်လည်ပြီးတော့ဟန်တားနိုင်မှုခုခံနိုင်မှုအခြေအနေမလှတဲ့အတွက်အပြစ်ခတ်ရက်စဲရေးကိုစာချုပ်ချုပ်ဆိုလေခဲ့ရတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဖိအားဘာဖိအားမှမပါပါဘူး။တရုတ်နိုင်ငံကကုမင်းဆွေးနွေးပွဲကျင်းပဖို့အတွက်ကုမင်းမျိုးကုမင်းအေဂီဟာမှခွင့်ပြုပေးခဲ့တဲ့အသည့်တက်တွေအနေနဲ့ဒီဆွေးနွေးပွဲကိုဒီမှတ်တမ်းတင်မှတ်တမ်းယူခဲ့တဲ့အခြေအနေကလည်းဘာဖိအားမှမရှိခဲ့ပါဘူး။ဒါပေမဲ့ပလောင်လက်နက်ကန်တဘောင် DNA တွေကတရုတ်နိုင်ငံဘက်ကဖိအားတွေရှိခဲ့တယ်ဆိုပြီးတော့ပြီးခဲ့တဲ့2025ခုနှစ်ဧပြီလ28ရက်နေ့နဲ့29ရက်နေ့ ပလောင်လက်နက်ကင်တပုံ DNA ရဲ့တွေ့ဆုံဆွေးနွေးပွဲမှာတွေကတရုတ်နိုင်ငံဘက်က PR တွေရှိခဲ့တယ်ဆိုပြီးတော့စကားပလင်ခံထားခဲ့ပါတယ်အဲ့ဒီအချိန်တွေကစပြီးတော့ပလောင်လက်နက်ကင်တပုံ DNA အနေနဲ့နောင်ချိုကြောင်းမဲတီဘောမိုးကုတ်မိုးမဲအပါဝင်မိုင်းလုံးမိုင်းငွန်နဲ့နမ်ဆန်နမ်တူဒေတာတွေအားလုံးကိုလက်လွတ်ရအောင်လို့ဆိုတဲ့အခင်းချင်းကိုနားလည်ထားပြီးဖြစ်ပါတယ် ါပေမဲ့ရရင်ရတော့အချိန်နေဆွဲဆန့်ပြီးတော့ဒီတက်မလွန်နဲ့ထိတွေ့မှုတွေပြုတ်လို့တယ်တက်မလွန်တက်မလွန်စစ်ကြောင်းတွေကိုတိုက်ခိုက်မှုတွေပြုတ်လို့တယ်ဒါပေမဲ့2025ခုနှစ်ဧပြီလ28ရက်29ရက်နေ့ဆိုတာကလာရှုမျိုးကိုတက်မလွန်ကပြန်လဲသိမ့်ပတ်ပြီးတော့နိုင်ငံရေး PR တွေအတွက်ထပ်မံတွေ့ဆုံခဲ့တဲ့ဆွေးနွေးပွဲပါ ဒါပေမဲ့ပလောင်တွေကညှင်းဆန်ခဲ့တယ်။ညှင်းဆန်ခဲ့တာတွေရဲ့နောက်ဆက်တဲ့တမလို့ကနောင်ချိုမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်လိုက်တာဖြစ်တဲ့အတွက်နောင်ချိုမြို့ကိုဇေဘောင်းနေနဲ့ပလောင်တွေလွတ်လွတ်လပ်ရတယ်။ဒုတိယကတော့ကြောင်မဲမြို့ဖြစ်ပြီးတော့ဒီဘောမြို့ကိုပါဆက်မှလွတ်လပ်ရတဲ့အချိန်ပလောင်တွေကသူတို့ရဲ့အခြေအနေကိုကောင်းကောင်းနားလည်သွားကြတာဖြစ်ပါတယ်။ဆိုတော့အကြမ်းဖက်သမားတွေအကြမ်းဖက်အာဘီမီဒီယာတွေအကြမ်းဖက်တွေကိုယ်တိုင်ရသေးစိတ်ဖြည့်လုပ်ပြီးတော့တရုတ်နိုင်ငံရဲ့ PR တွေကြောင့်မိုးကုတ်မြို့ကိုပြန်လည်လွတ်လပ်လိုက်ရတယ်လို့ပုံစံဖော်နေပေမဲ့တကယ်တမ်းကတော့တမလို့ကိုယင်းဆိုင်နိုင်တော့တဲ့အတွက်ဖြစ်တယ်ဆိုတဲ့အခြေအနေကိုလည်းမျက်ဝါးထင်ထင်မြင်တွေ့လာရပါတယ်။ အဲဆိုတော့စလိုရင်းကိုပြန်ဆွဲရရင်တော့ဒီနေ့နိုဝင်ဘာ29ရက်နေ့မှာမိုးကုတ်မြို့ကိုတက်မလို့စစ်ကြောင်းတွေရှင်တန်းလိုက်ဝင်ရောက်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကလေးကအယောက်20အယောက်30အယောက်50အစုလိုက်ရောက်ရှိနေတဲ့တက်ဖွဲ့ဝင်တွေကမိုးကုတ်မြို့ထဲမှာရှိတဲ့အဓိကနေရာတွေလုံခြုံရေးဆောင်ရွက်ရမယ့်နေရာတွေကိုတက်စစ်အလိုက်တက်စုအလိုက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာ29ရက်နေ့ကတော့အပြစ်ခတ်ရစဲရစာချုပ်အရာနောက်ဆက်တွဲရအနေနဲ့ပလောင်လက်နက်ကင်တဘောင် TNLA ကိုရက် ကြည်တပေါက်မီးတပွင့်စူးတစ်ချက်မှဖြစ်เสียရမလို့ပဲနဲ့လုံကြုံရေးအမခန့်ချက်အပြည့်ပူကပေးပြီးတော့တမ်မလို့ရှင်တန်းတွေကိုခေါ်ယူလာခဲ့ရတာဖြစ်ပါတယ်အသေးခံတိုက်ခိုက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့တမ်မလို့ကိုပြန်လည်လွှဲပြောင်းလိုက်ရတဲ့ဆိုတော့ပုံရိပ်ကြီးတွေကလာယူပြီးမိုးကုတ်ကိုမြင်တွေ့လာရပြီဖြစ်ပါတယ်နောက်ထပ်ဗဲမျိုးတွေကိုရောစီရေးအရာနိုင်ငံရေးအရာဖိအားတွေပေးပြီးတော့မခံနိုင်တော့တဲ့အစောတမလို့လက်ထဲကိုပြန်လည်လွှဲပြောင်းပေးအပ်ရအောင်မလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်သွားရအောင်မှဖြစ်ပါတယ်။ဗဲမျိုးက တန်တဲ့တစ်ချက်ဖောက်စီရမလို့ပဲနဲ့ထပ်မံပြီးသိမ့်ပတ်နိုင်မလဲဆိုတာကလည်းအင်မတန်စိတ်ဝင်စားဖို့ကောင်းလာပါတယ်။2020ခုနှစ်ကနေ2025ခုနှစ်အထိအကြမ်းဖက်သမားတွေကတေသွန်ရနှစ်ခုစစ်စင်ရေးအကြောင်းပြလိုက်အာနာရှင်ချဆောင်ရေးအကြောင်းပြလိုက် ຫນွေဥတော်လိုင်းရဲ့အကြောင်းပြလိုက်နဲ့ခွက်တွေခေါက်လိုက်အလူတွေခံလိုက်မြို့တွေရွာတွေတိုက်ခိုက်ဖျက်ဆီးလိုက်ပြီးတော့မြို့ပေါင်း90ကျော်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တဲ့ဆိုပြီးကြွေးကြော်ခဲ့ပေမဲ့တမတော်ကတိုင်ပြန်ထိုးစစ်ဆားခဲ့တဲ့2025ခုနှစ်နှစ်စံပိုင်းလေးကပြန်ကြည့်ရင်စကိုင်းတိုင်းလေးမှာဆိုလို့ရှိရင်လည်းကနီကောလင်းပြန်လည်ထင်းချုံနိုင်ခဲ့ပြီဖြစ်တယ်။ကရင်ပြည်နယ်မှာဆိုလို့ရှိရင်လည်းမြောက်ရီကော့ကရိတ်တွေကိုပြန်လည်ထင်းချုံနိုင်ခဲ့ပြီဖြစ်တယ်လို့ကယားပြည်နယ်မှာဆိုလို့ရှိရင်လည်းဖဲခုံမိုးပြေ လိုက်ကော်ဒီမော့ဆိုဖရူဆိုဒီမျိုးတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင်လည်းစီဆိုင်တီမျိုးတွေအထိတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့လာရှိုးမျိုးကိုတော့နိုင်ငံရေး PR တွေနဲ့တနက်တချက်ဖောက်စရာမလိုဘဲနဲ့သိမ်းပိုက်နိုင်ခဲ့တယ်။နောင်ချိုကြောင်မဲတီဘောအခုဒီတပည့်ချင်းမျိုးတွေကိုလည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ တိုက်ပွဲပေါင်းများစွာတွေ့တိုက်ပွဲပေါင်းများစွာနဲ့ဒီအပြန်အလှန်ထိုးစစ်ဆင်မှုတွေတိုက်ခတ်မှုတွေနဲ့တိုက်ပွဲပြင်းထန်ခဲ့တဲ့ဗမော်မြို့ကလည်းတမတော်ကပြန်လည်ထိန်းချုပ်နိုင်နေပြီဖြစ်ပါတယ်။အခုမိုးမိတ်နဲ့မိုးကုတ်ကတော့ဘလောင်လက်နက်ကင်တဲ့ပုံ DNA ကိုတိုင်းအပြည့်ခတ်ရက်စဲပရစီဆိုပြီးတော့ခါရညွတ်တော်စွာနဲ့တောင်းဆိုလက်တောင်းဆိုမှုတွေရဲ့နောက်ဆက်တွဲတမတော်ကနိုင်ငံတော်ကသဘောထားကြီးစွာနဲ့အပြည့်ခတ်ရက်စဲရေးကိုလက်မှတ်ထိုးပေးခဲ့တာဖြစ်ပါတယ်။ အကယ်၍ပက်လောင်တွေသာမိုးကုတ်မျိုးကိုလက်မလွတ်ဘူးမိုးမိတ်ကိုလက်မလွတ်ဘူးဆက်ပြီးတိုက်ပွဲဝင်မယ်ဆိုရင်ရတနာတင်ကြီးကျိုးဝိုင်းတစ်တော်ကနေခြေတက်သွားတဲ့တမလို့စစ်ကြောင်းကြီးကမိုးကုတ်ကြက်ပြင်းတစ်ကြောလုံးကိုပိတ်ဆို့ပြီးတိုက်ခိုက်သွားတော့မှာဖြစ်ပါတယ် ဒီအခြေအနေကိုကောင်းကောင်းနားလည်တဲ့အတွက်ပတ်လောင်တွေကိုယ်တိုင်ပြစ်ခတ်ရက်ဆဲခဲ့ရတယ်ဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ဆက်ကြောင်းတွေတက်မလို့ရင်းနှီးတွေကတော့နိုင်ငံတော်အလံပြန်လဲလွှင့်ထုတ်ပြီးတော့ဘေးအန္တရာယ်ကင်းစွာနဲ့မိုးကုံမျိုးကိုပြန်လဲဝင်ရောက်ပြီးနေရာယူပြီးဖြစ်တယ်လို့မကြခင်ရပ်ပိုင်းအတွင်းအုပ်ချုပ်ရေးရန်တွေကနိုင်ငံဝန်ထမ်းတွေအားလုံးပြန်လဲဝင်ရောက်ပြီးတော့မိုးကုတ်ကြက်ပြင်းနဲ့မိုးမိတ်ပတ်ဝန်းကျင်မှာရှိနေတဲ့နေရာတွေကိုပုံမှန်အတိုင်းပြန်လဲဖွံ့ဖြိုးရေးတွေကိုဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။ပလောင်လက်နက်ကန်တဲ့ပုံ DNA တွေနီလန်ဖြည့်ဆည်းခဲ့တဲ့ဒီ Ruby Land မိုးကုတ်ကောက်ကွင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးနောက်ဆက်တွဲတွေရှိတယ်ဘယ်လိုမျိုးစိတ်ရောကြေးတွေအယောအဆတွေရှိတယ်ဆိုတာကိုတော့နိုင်ငံရေးစက်ခုံပေါ်မှာဆက်လက်စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ် ဒါပေမဲ့မိုးကုတ်မှာအသေးခံပြီးတော့တိုက်ခဲ့ကြတဲ့ PDF တွေမိုးကုတ်ကိုပြန်လည်ကုကံမယ်ဆိုပြီးတော့သွားရောက်ကြတဲ့ PDF တွေအားလုံးကတော့မြေဩဇာဘဝနဲ့အယူဆွေးယုံကလွဲပြီးတော့အခုချိန်မှာမောင်းထုတ်ခံအခြေအနေမျိုးနဲ့ကြုံတွေ့နေရပြီဖြစ်ပါတယ်။ဒါရီရဲ့နောက်ဆက်တွဲကတော့မိုးကုတ်မိုးမိတ်ကနေမောင်းထုတ်ခံရတဲ့အဖွဲ့တွေကကချင်လက်နက်ကန်တဘော KIA ထင်းချုပ်ထားတဲ့မပင်းကိုစုတ်ခွာရတဲ့ဆိုတဲ့သတင်းတချို့ကြားသိရတယ်လို့မိုးမိတ်ကနေတဲ့စင်တွင်းငယ်တွင်းငယ်ကနေသခိုင်းတိုင်းရဲ့ အထက်ပိုင်းဒေသရွှေဘိုဘက်နဲ့ရေဦးခင်ဦးဘက်ကိုဆုတ်ခွာရတဲ့ဆိုတဲ့တည်င်းနေလည်းကြားသိရတဲ့အတွက်အခုနမခါတိုင်းမှုအစ်စ်ဖြစ်လာတဲ့ဒီတာဝန်ရှိသူကတော့ဒီဒီဒီအခြေအနေတွေကိုဆက်လက်ကိုင်းပြီးဖြေရှင်းသွားရမှာဖြစ်ပါတယ်။သခိုင်းတိုင်းအတွက်လည်းစာမွေးစစ်နေတဲ့အခြေအနေတခုဖြစ်တယ်လို့အင်ဇာတွေကိုအမှတ်ကောင်းကောင်းရအောင်ဆောင်ရွက်ရမှာအခြေအနေမျိုးပဲဖြစ်ပါတယ်။ဆိုတော့မိုးကုတ်မုံမေကိုတမရော်ကပြန်နေထင်းချုပ်လိုက်တာတွေရဲ့နောက်ဆက်တွဲမြောက်တိုက်ကိုင်းလို့ဖြစ်သွားတဲ့အကြံဖက်တွေအားလုံးကဒီလက်ရှိဘေးလွတ်ရာဒေသကိုဆုတ်ခွာနေကြတဲ့စစ်ဘေးရှောင် PDF တွေအနေနဲ့နာမည်ခံသွားကြရပြီဖြစ်ပါတယ်။ အဲ့ဒီအတွက်နထိုးကြီးစိုးအောင်တို့မြင်းညံဘလက်တိုက်ကားကအဖွဲ့တွေကလည်းမိုးကုတ်ကိုဆစ်ဆောင်သွားကြပြီးတဲ့နောက်ပလောင်ရဲ့မောင်းထုတ်ခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီအတွက်နိုဝင်ဘာ28ရက်နေ့မှာပဲနထိုးကြီးစိုးအောင်အပါအဝင်မြင်းညံဘလက်တိုက်ကားကမိုက်ခဲအပါအဝင်မြင်းညံတောင်းသားနထိုးကြီးငန်စွန်ဒေတာမှရှိနေတဲ့ PDF အဖွဲ့၈ဖွဲ့ကဒီဒေတာအတွင်းမှာစုပေါင်းပြီးတော့တိုက်ခိုက်ပြီးပေါ်ဆောင်မှုအတွက်စစ်ကြောင်းတစ်ခုမြင်းညံခရင်စစ်ရေးပေါ်ဆောင်မှုဆိုပြီးတော့ဖွဲ့စည်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်မလို့ဒီအချမ်းဖက်သမားတွေကိုယ်တိုင်လည်းလေကြီးလေကျယ်ပြောပြီးတော့မိုးကုတ်ကိုသွားရောက်ခဲ့ပေမဲ့အခုဆိုရင်တော့မောင်းထုတ်ကံဘဝနဲ့ဒီတိတ်ခါဆဲဖို့အတွက်မြင်းညံတောင်းတန်းတို့ကြီးမှတိုက်ပွဲတွေဖော်ဆောင်မယ်ဆိုပြီးတော့ဂျင်ညာချက်တွေထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။အခုတော့ဒီဝိုင်းဝင်းပိတ်ဆို့ခံရတဲ့အခြေအနေကနေမောင်းထုတ်ခံရတဲ့အခြေအနေကိုရောက်ရှိလာပြီးတော့မြင်းညံဘလက်တိုက်ကားနဲ့တို့ကြီးစုအောင်တို့အဖွဲ့တွေကလည်းကိုယ့်ရဲ့ကိုယ့်ရွာကိုခွေးတို့ဘောက်ကနေပြန်လဲဝင်ရောက်ပြီးတော့အာသာပြေအဆက်ပြေခံကိုဖို့အနေနဲ့ဂျင်ညာချက်တွေထုတ်နေကြတာဖြစ်ပါတယ်။ ဆိုတော့လာဘခါမှာရှိတဲ့လောက်ကန်တရင်တက်ဖွဲ့တွေအနေနဲ့မင်းညာဘလက်တိုက်ကာကမိုက်ခဲတို့နထိုးကြီးစိုးအောင်တို့0ပျောက်ကြတက်ကြီးတို့အဖွဲ့တွေကိုတင်ကန်းစာနဲ့အင်စာလေးတွေကောင်းအောင်ပေးဖို့လိုအပ်နေပြီဆိုတဲ့အခြေအနေမျိုးကိုလည်းမြင်တွေ့ရပါတယ်။ဒါကြောင့်မလို့မိုးကုတ်မြို့ထဲမှာရှိနေတဲ့မိဘပြည်သူတွေအားလုံးလည်းစိတ်အေးချမ်းစွာနဲ့ပြန်လည်ဝင်ရောက်နေထိုင်လို့ရပြီဖြစ်ပါတယ်။အကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အားပေးတွေပလောင်လက်နက်ကင်သဘုံ DNA လေးကိုပါဇက်ကြီးဖြဲတွားကြီးခေါ်ပြီးတော့တပြေးပန်းနေနဲ့ကြိုးစိုးခဲ့ကြတဲ့အကြမ်းဖက်တွေအကြမ်းဖက်ထောက်ပို့တွေကတော့အမိတွေကုတ်ပြီးတော့ မမြင်အောင်ပြေးသွားကြပြီပဲဖြစ်ပါတယ်။ကိုယ့်အပြင်နဲ့ကိုယ်ပဲကိုယ်လုပ်ခဲ့တဲ့ကိုယ်ကိုစိုက်ခဲ့တဲ့စိုက်ပျိုးမှုတွေကိုကိုရိုက်ရိုက်သိမ်းခဲ့ရတာဖြစ်တဲ့အတွက်အကြမ်းဖက်ထောက်ပို့တွေအားလုံးကတော့နေစရာမရနဲ့ပဲသခိုင်းထဲမှာသွားပြီးအခြေချရမလားမဘိန်းထဲမှာသွားပြီးအခြေချရမလားနဲ့အခုဆိုရင်တော့အစ်စ်ပြေးဘူးကကိုထပ်မံရောက်ရှိသွားကြပြီဖြစ်ပါတယ် ဝကုတ်ကိုဘလောင်လက်နက်ကန်သဘော DNA တွေထိန်းချုပ်စဉ်တပိပန်းတွေနဲ့ကြိုးစိုးခဲ့ကြတဲ့သူတွေအကြမ်းဖက်အားပေးတွေအကြမ်းဖက်ထောက်ပို့တွေနဲ့အကြမ်းဖက်သမားတွေကိုဝမ်းသာအားရကြိုးစိုးခဲ့ကြတဲ့သူတွေအားလုံးကိုမှတ်စုစုထားပြီးတော့စည်ရင်တစ်ခုလည်းရရှိတာပြီးဖြစ်တဲ့အတွက် မိုးကုံမြို့ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ဒုတိယလုပ်ငန်းစဉ်အနေနဲ့အကြမ်းဖက်တွေထောက်ပို့တွေကိုဆက်မစင်းရင်ရှင်းလင်းဖန်စီအရေးယူဆောင်ရွက်မှုတွေပြုလုပ်သွားတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကုံမြို့ကိုရက်ပေါင်း464ရက်အတွင်းတမတော်ကပြန်လည်သိမ့်ပိုင်နိုင်လိုက်ပြီဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမောင်းထုတ်ခံရတဲ့ PDF တွေရဲ့ဘဝမျိုးစာဖြစ်သွားတဲ့ PDF တွေရဲ့ဘဝနဲ့ ပတ်သက်ပြီးချိတ်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ညနေစဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနဲ့ပတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတည်င်းများနေစဉ်ကြည့်စုနိုင်ပါတယ်ခင်ဗျာ။